င်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီကရွှေကောက်ပွဲကျင်းပရေးလုံခြုံရေးနဲ့တည်ငြိမ်အေးချမ်းရေးဆောင်ရွက်ဖို့ဒုတိယစစ်ကောင်ဆောင်စိုးဝင်းကိုတာဝန်ပေးတဲ့ကြောင်းတင်ဆက်ပေးပါမယ်ရန်ကုန်မှာစိုးဝင်းရောက်ရှိခြင်းအငိမ့်စာဗိုလ်မှူးချုပ်ထွန်းအောင်ပြစ်ခတ်ခံရမှုတက်နယ်မှုများလုံခြုံရေးပေါ်ရောက်မှုနဲ့တတိပေးခံရတယ်လို့သိရပါတယ်မြန်မာနိုင်ငံတဝန်းရွှေကောက်ပွဲကျင်းပဖို့လုံခြုံရေးနဲ့တည်ငြိမ်အေးချမ်းရေးဆောင်ရွက်ဖို့အတွက်ဒုတိယစစ်ကောင်ဆောင်စိုးဝင်းကတာဝန်ယူလိုက်ကြောင်းနေ့ပြီးတော့စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုပါတယ်စစ်ကောင်စီ ကအခုနှစ်ကုန်လာမယ့်ဒီဇင်ဘာလမှာရွှေကောက်ပွဲကျင်းပဖို့ရည်ရွယ်ထားပြီးအဲဒီလိုကျင်းပနိုင်ဖို့အတွက်ဆုံရှုံနေမြများအနက်မှာမြို့နယ်ချို့ကိုပိုင်ပိုင်နိုင်နိုင်ထိန်းချုပ်နိုင်တဲ့အထိပြန်လည်ရရှိဖို့ရှင်ရင်ဆွေးစစ်တပ်ကထိန်းချုပ်ထားတဲ့နေမြများမှာအေဂျင်စွာနဲ့ရွှေကောက်ပွဲကျင်းပနိုင်ဖို့အတွက်ဒုတိယစစ်ကောင်ဆောင်စိုးဝင်းကဦးစီးဆောင်ရွက်မှဖြစ်ကြောင်းသိရပါတယ်။ ကာဆတာမှုတွေနဲ့တိုင်မှုတွေပြီးနေတိုင်းဝင်ကြီးချုပ်တွေအားလုံးကရွှေကောက်ပွဲကျင်းပဖို့လုံခြုံမှုရှိစေဖို့လုံခြုံရေးအစီအမံတွေစပြီးလောက်ခိုင်းနေပြီးအရီတန်ဦးစီးဆောင်ရမယ်သူကဒုတက်ချုပ်ဖြစ်ပါတယ်။သူကလုံခြုံရေးဆိုင်ရာကြီးချက်ကွက်ကဲမှာဖြစ်ပါတယ်။မီလာစံပိုင်းမှာလုပ်တဲ့စစ်ဘက်ဆိုင်ရာစီဝေးတွေနဲ့အရှက်ဖက်စီဝေးတွေမှာအဲ့ဒါကိုတရားဝင်ဆုံးဖြတ်ပြီးတော့ဒုတက်ချုပ်ကတာဝန်ယူတယ်လို့ပြောပါတယ်။ ဒုတိယစစ်ကောင်ဆောင်ဇဝင်ကကရင်ပြည်နယ်မြောက်ရီမြို့ကိုပြန်လည်ရရှိဖို့အောင်စရစစ်ကြောင်းကိုဦးဆောင်ခဲ့ဘူးတော့လေအဲ့ဒီအောင်စရစစ်ကြောင်းမှာမြည်တိအောင်မြင်မှုမှမရရှိဘဲလက်ရှိမှာထိုင်းမြန်မာနယ်စပ်ရှိစစ်တပ်စခန်းများအားလုံးကို KNL ဦးဆောင်တဲ့တော်လိုင်းတပ်တွေကသိမ်းပိုင်နေခြင်းကရင်ပြည်နယ်ကော့ဂရိတ်မြို့နယ်တစ်ခုလုံးကိုတော်လိုင်းတပ်တွေကဝိုင်းဝန်းပိတ်ဆို့ခံရခြင်းများဖြစ်ပေါ်လျက်ရှိပါတယ် ဒါအပြင်ရန်ကုန်မှာဒုတိယစစ်ကောင်ဆောင်စုဝင်ရောက်ရှိနေပြီးအဲ့ဒီအချိန်ရန်ကုန်တိုင်းမြရန်ကုန်မြို့နယ်မှာအငိမ့်စာပုံမှုချုပ်ချုပ်ထုံးအောင်ပြစ်တက်ခံရကြောင်းအဲ့ဒီဖြစ်စဉ်အတွက်သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိရဲတနင်္မှုများသတိပေးခံရကြောင်းဖြစ်စဉ်မှာကျူးလွန်သူများကိုမဖြစ်မနေဖမ်းဆီးဖို့ထုတ်ဖို့ဒုတိယစစ်ကောင်ဆောင်ကအမိန့်ပေးလာကြောင်းသိရပါတယ်။ မနီကရန်ကုန်မှာငိမ့်စားပုံမချုပ်ချုပ်တွားပစ်ခတ်လုံကြံခံရချိန်မှာဒူချုပ်ကညောင်နှပင်းနဲ့ကပိုင်းကိုကူးတန်းနေတဲ့ချိန်မှာလုံချုံကြီးပေါ်ရမှုနဲ့တက်နေမှုတွေသတိပေးခံရတဲ့ပစ်ခတ်လုံကြံသူတွေကိုမဖြစ်မနေရှာဖွေဖမ်းဆီးဖို့အမိန့်ပေးပါတယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကဆိုပါတယ်မနီကငိမ့်စားပုံမချုပ်ချုပ်တွားပစ်တက်ခံရတဲ့နေရာပတ်ဝန်းကျင်လမ်းတစ်လျှောက်မှာ CCTV များနဲ့မီးပွိုင်များမှာချိန်ဆက်ထားတဲ့ CCTV ဗီဒီယိုမှတ်တမ်းတွေကိုစစ်ဘက်အင်အားလုံချုံကြီးဖွဲ့စားရဖာနဲ့စစ်တပ်တက်နေမှုတွေကလိုက်လံသိမ်းဆည်းနေကြ ောင်း CCTV မှတ်တမ်းတွေမှာတဆင့်ပြစ်ခတ်လုံခြံသွားသူတွေကိုဖမ်းဆီးနိုင်ရေးစုံစမ်းလျက်ရှိကြောင်းသိရပါဗျာ။ ဆက်လက်ပြီးထိုင်းမြန်မာနယ်စပ်ရှိတတ္ထုဒူဖုံရေလုပ်ငန်းများမှာစွန်ပြေပစ္စည်းများနဲ့ပတ်သက်ပြီးစကောက်စီနယ်ဆွေးနွေးဖို့ထိုင်းဝန်ကြီးချုပ်များပြောတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်အတွင်းရှိတတ္ထုဒူဖုံရေလုပ်ငန်းများမှာထိုင်းမြန်မာနယ်စပ်တရှောင်းရှိနန်ခုံခေါမြင့်နဲ့မေဆိုင်ဆိုင်မြင့်များအတွင်းကိုတတ္ထုနယ်စွန်ပြေပစ္စည်းများစွန်ပြေခြင်းနဲ့ပတ်သက်ပြီးထိုင်းဆိုရကစကောက်စီနယ်ညှိနှိုင်းဆွေးနွေးမှာဖြစ်ကြောင်းထိုင်းသတင်းဌာနတွေစီကသိရပါတယ်။အဆိုပါတတ္ထုဒူဖုံရေလုပ်ငန်းများမှာတဘာဝပတ်ဝန်းကျင်ညဉ့်ဉန်းစဉ်ရေစွန်ပြေပစ္စည်းများမှာမြန်မာနိုင်ငံဘက်ရှိ ှိတရားမဝင်တင်းရုပ်လုပ်ငန်းများမှဖြစ်ကြောင်းထိုင်းဘက်ကမှပြောဆိုထားပြီးထိုင်းဝန်ကြီးချုပ်မှလည်းစစ်ကောင်စီနဲ့ညှိနှိုင်းဖို့စစ်တပ်တဘာဝတင်ရန်စာတမ်းနဲ့ပတ်ဝန်းကျင်ထိန်းသိမ်းဝန်ကြီးဌာနနိုင်ငံတိုင်းဝန်ကြီးဌာနတို့ကိုတာဝန်ပေးထားကြောင်းသိရပါရယ်ရှမ်းလူခွင့်ရင်မနိုင်ကလည်းဝါတက်မရော UWSA ထိန်းချုပ်ရာနေမြေနီးရှိမိုင်းဆက်မြို့အတွင်းမြေရှားတပ်တူတွင်များလုပ်ငန်းတည်ရှိနေပြီးမိုင်းကန်မိုင်းရောင်ဒေသမှာရွှေတူးပေါ်ရင်လုပ်ငန်းများမှဆွန့်ပစ်ပစ္စည်းများကြောင်းနန်းခုံမြေရေညဉ့်ညမ်းနေပြီးမြေကြောင်တလျှောက်ရှိနေနိုင်ငံဒေသခံများမှာစံမှိုင်းရာထိန်းချုပ် ောက်မှုများတုံ့တွင်းနေရကြောင်း၎င်းတို့စီရင်ခန်းစာမှာပြောဆိုထားပါတယ်ဒီစီရင်ခန်းစာကိုစစ်ကောင်စီထိုင်းနိုင်ငံရှိ UWSN ကိုတီးတန့်ပေးဖို့ဖို့အစီအစဉ်မရှိပါဘူးမြေရှားတပ်တူတွင်ကအခုမှတွေ့ဖို့ရင်အာနာသိမ့်ပြီးနောက်မှာရွှေတူတာကြောင်မီသွေးနဲ့အခြားတပ်တူတူတာတွေမရေတွက်နိုင်အောင်များလာပါတယ်ဒေတာကန်နေသွားလို့မရပဲတရုတ်တွေပဲလုံနေတာများတယ်လို့ရှမ်းလူခွင့်ရင်မနိုင်မှာပြောရေးဆိုခွင့်ရှိသူရင်းလျန်ဟန်ကသတင်းဌာနကိုပြောပါတယ်ထိုင်းနိုင်ငံရဲ့ကျန်းမာရေးဝန်ကြီးဌာနနဲ့ညဉ့်ညမ်းမှုထိန်းချုပ်ရေးဌာနတို့မှချင်းမိုင်နဲ့ချင်းရိုင်ဒေတာများရှိနန်းခုတ်ခေါ်နဲ့မေဆိုင်ဆိုင်မြစ်တချောင်းမှာရှိနမူနာတွေကိုစစ်ဆေးခဲ့ရပြီးခင်းလုံချုံရေး ဆန်နှုံမြင့်ထံမြန်မာနေတဲ့အာဆန်နဲ့အစိတ်များပါဝင် နေကြောင်းကို တွေ့ရှိကြရတယ်လို့ဆိုပါတယ်။ဒါအပြင်အဆိုပါမြင့်ကြောင်းတစ်လျှောက်မှာတတူစွန်ပြပစ္စည်းများကြောင်းအရေးပြားရှော့ကများဖြစ်ပွားနေတဲ့ငါးများကိုတွေ့ရှိကြရကြောင်းအစီရင်ခံစာများလည်းထွက်ပေါ်ခဲ့ပြီးတတူများနဲ့စွန်ပြပစ္စည်းများကိုစစ်ထုတ်နိုင်မယ့်ဆဲများကိုတိစောက်သွားဖို့စီစဉ်နေကြောင်းကိုလည်းထိုင်းစွန်ရကပြောဆိုခဲ့ပါတယ်။နန်းခုံမြင့်ကြီးညဉ့်ညန်းလာမှုနဲ့ပတ်သက်ပြီးပြီးခဲ့တဲ့မေလ14ရက်နေ့အပြည်ပြည်ဆိုင်ရာမြေချောင်းများနေမှာချင်းမိုင်ဒေသမှာထိုင်းပြည်သူတွေက no dam no meaning စတဲ့စာသားများပါတဲ့ဘန်နာရီနဲ့လမ်းလျှောက်ဆန္ဒထုတ်ဖော်ခြင်းတွေပြုလုပ်ခဲ့ကြောင်းသိရပါတယ်။ ဆက်လက်ပြီးဆင်ရဆွေးမှုများကျူးလွန်နေတဲ့မြန်မာစစ်အုပ်စုနဲ့ဆက်လက်ထိတွေ့ဆက်ဆံဖို့အာဆီယံစီစဉ်လှုပ်ဆောင်နေမှုတွေကို Defense Myanmar Democracy ရှုံချတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အာဆီယံရဲ့တိုက်ခါကသူတို့ရဲ့အပြောတစ်မျိုးအလုပ်တစ်မျိုးကြောင့်သူတို့လုံရက်တွေအောက်မှာပဲတစစီပြုလဲပြည့်စည်နေပါပြီလို့ဖော်ပြထားပါတယ်။မလေးရှားနိုင်ငံကဥက္ကဋ္ဌဖြင့်ဦးဆောင်ကျင်းပမယ့်46ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးအတွက်အာဆီယံကပြင်ဆင်နေရမြန်မာစစ်အုပ်စုနဲ့ဆက်လက်ထိတွေ့ဆက်ဆံဖို့စီစဉ်လှုပ်ဆောင်နေတဲ့ပေါ်ရှုံချကြောင်း Defense Myanmar Democracy ကထုတ်ပြန်ပါတယ်။ ွင်အာဆီယံနိုင်ငံတွေအနေနဲ့ဆင်ယာဆွေးကောင်းတွေနဲ့ဆက်ဆံရေးအားလုံးရပ်တန့်ဖို့လိုအပ်ပြီးအာဆီယံတွင်မြန်မာစေအုပ်စုရဲ့ပါဝင်မှုအားလုံးကိုချက်ချင်းရပ်တန့်ဖို့ TMD ကတောင်းဆိုထားပါတယ်စေအုပ်စုနဲ့တွဲဆောင်ဆွေးနွေးမှုတိုင်းကသူတို့ကိုအင်အားပိုကောင်းလာဖို့အာဆီယံကျွေးနေတာပဲဖြစ်တဲ့ငြိမ်းချမ်းရေးအတွက်မဟုတ်ဘူးအာဆီယံအနေနဲ့ဒါကိုတန်ခင်းတမန်ခင်းပြောပြီးဟန်ဆောင်နေတာတွေကိုရပ်ပါဒါကကြံရပါနေတာပါလို့ TMD ပြောရေးဆိုခွင့်ရှိသူကိုနော်အောင်ကပြောပါတယ်စာတင်ကျောင်းတွင်နေချင်းရွာတွေကိုဘုံကျဲတိုက်ခိုက်တာတန်းနဲ့ချင်းရဲ့ပြည်သူတွေနေရဲစွန့်ကွာထွက်ပြေးတင်းရှောင်စီတာတွေအပါဝ ွေဆရာဆွေမှုတွေကိုကြေကြေပြန်ပြန်ဆက်လက်ကျူးလွန်နေတဲ့မြန်မာဆရာအုပ်စုကိုတိရောက်တဲ့ရင်းယူဆောင်ရွက်မှုတွေလှုံ့ဆော်ဖို့အာဆီယံကပြတ်ကွက်ခဲ့တယ်လို့ဆိုပါတယ်။ 2021ခုနှစ်မအောင်မြင်တဲ့အာနာသိန်းဂျိုဘန်မူစာတင်ချိန်ကစလို့အာဆီယံကမြန်မာဆင်အုပ်စုကိုဇပွဲဝိုင်းမှာပါဝင်နိုင်အောင်ထပ်ခါတလဲလဲညီရပြီးကန့်လန့်ခဲ့တယ်လို့အဆိုပါဇပွဲဝိုင်းထိုင်နေသူတွေရဲ့ပြည်သူတွေကိုပုံကျဲတက်ဖြတ်နေမှုတွေပေါ်မျက်ကွယ်ပြုထားတယ်လို့ DMD ကဆိုပါတယ်ပြီးခဲ့တဲ့နှစ်နဲ့အတွင်းအကြမ်းဖက်ဆင်အုပ်စုကလေကြောင်းတိုက်ခိုက်မှုအကြိမ်ကြီးပေါင်း၄000ကျော်လောက်ဆောင်ခဲ့ပြီးအရက်သားပြည်သူတွေကိုတက်ဖြတ်ခါအရေးပါတဲ့အဆောင်တွေကိုဖျက်ဆီးခဲ့တယ်လို့ဆိုပါတယ်မလာစနေရက်ကတပင်းရင်းမြို့နယ်အတွင်းဆင်အုပ်စုရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ကျောင်းသား၂၂ယောက်နဲ့ဆီယမား၂ယောက် သက်ဆုံးရှုံးခဲ့တဲ့အစုလိုက်ပြုံလိုက်တပ်ဖြတ်မှုဖြစ်ရဟာစင်ယုံစုရဲ့လူ့အခွင့်အရေးနဲ့နိုင်ငံတကာဥပဒေတွေကိုလုံးဝမထီမဲ့မြင်ဖြူကြောင်းပြသလိုက်တဲ့ကြောင်းမတ်ဖွင့်ရနောက်ထပ်ဥပမာတစ်ခုဖြစ်တယ်လို့ DMT ရဲ့ထုတ်ပြန်ချက်ကဆိုပါတယ်။ အာဆီယံအနေနဲ့ဆေးအုပ်စုနဲ့ဆက်ဆံရေးအလုံးကိုချက်ချင်းရပ်တန့်ပြီးအမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့တိုင်းသားတော်လှန်ရေးအဖွဲ့အစည်း EAO ရဲ့တရားဝင်ကိုယ်စားလှယ်ရီနဲ့ထိတွေ့လှုပ်ဆောင်ဖို့တောင်းဆိုတယ်လို့ DMT ကဆိုပါတယ်။ဒါအပြင်အောင်မြင်မှုမရှိတဲ့အာဆီယံဘုံသဘောတူညီချက်၅ချက်ကိုကျော်လွန်ပြီးမြန်မာအရေးကိုမြန်မာပြည်သူတွေကဥဆောင်နိုင်တဲ့ဖြည့်ရှင်နည်းတရက်ကိုထောက်ခံအားပေးဖို့နဲ့ဆေးအုပ်စုနဲ့စိတ်ဆက်ညီနိုင်ဖို့တော်လှန်အရာစုတွေနဲ့အရက်ဖက်အဖွဲ့အစည်းတွေပေါ်ဖိအားပေးနေတာတွေကိုရပ်တန့်ဖို့လဲတောင်းဆိုထားပါတယ်။ Defend မြန်မာဒီမိုကရေစီအဖွဲ့အနေနဲ့ဆေးအုပ်စုကိုနိုင်ငံ တကာကအကာအကွယ်ပြုနေမယ်တိတ်တဆိတ်တန်ငင်းတမန်ငင်းဒါမှမဟုတ်ဂျောင်းဝင်စည်းစံညီနိုင်ခြင်းတွေကိုလုံးဝညှင်းပယ်တယ်လို့လည်းထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။အာဆီယံရဲ့တိခါကသူတို့ရဲ့အပြောတစ်မျိုးအလုပ်တစ်မျိုးကြောင့်သူတို့လုံရက်တွေအောက်မှာပဲတစားစီပြိုလဲနေပါပြီလို့ DMD ပြောရေးဆိုခွင့်ရှိသူကိုနော်အောင်ကပြောဆိုထားပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့2020ရွှေကောက်ပွဲကအယုတ်ဆိုးအကြီးတန်းတယ်လို့ရွှေကောက်ခန်းအစိုးရစီကအာဏာလုထားတယ်။စစ်ကောင်းဆောင်ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စစ်တပ်ကအာဏာမသိမ်းမီကျင်းပပြုလုပ်ခဲ့တဲ့2020ပါတီစုံဒီမိုကရေစီအထွေထွေရွှေကောက်ပွဲက ရုပ်စုအကြီးတန်းတယ်လို့ရွှေကောက်ခံအစိုးရစီကအာဏာသိမ်းထားတဲ့စကောင်းဆောင်မင်းအောင်လိုင်ကပြောဆိုပါတယ်။မင်းကမေလ22ရက်နေ့ပြည်တော်စင်ရတီနီဘိမှန်မှာပြုလုပ်တဲ့စစ်ကောင်စီတမ်းမြင့်ရှင်းချောင်းနဲ့လီချောင်းလူငယ်တင်တန်းကတင်တန်းသားတွေနဲ့တွေ့ဆုံပွဲမှာသူကအခုလိုထည့်သွင်းပြောကြားသွားတာပါ။ပြည်သူတွေလူလာတဲ့ဒီမိုကရေစီစနစ်ကိုရှောင်လန်းတဲ့နေရာမှာ2020ရွှေကောက်ပွဲတုန်းကလို့တမိုင်းမှာရှုပ်စုအကြီးတန်းတဲ့အဖြစ်မျိုးတွေထပ်မံမဖြစ်ပေါ်စေရဘူး။လှုပ်ဆောင်ကြဖို့လိုတယ်လို့ဆိုပါတယ်။ပြည်သူတွေလူလာတဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုရှောင်လန်းတဲ့နေရာမှာ 2020ပြည်နှစ်ရွေးကောက်ပွဲတုန်းကလိုသမိုင်းမှာရှုံဆိုးအကြီးတန်းတဲ့အဖြစ်မျိုးတွေရွေးကောက်ပွဲမတိုင်မီကာလမှာလည်းဒီမိုကရေစီအမိခံဥပဒေမဲ့လှုပ်ဆောင်မှုတွေအာဏာရှင်ဆန်ဆန်လှုပ်ဆောင်မှုတွေကြောင့်တိုင်းပြည်စည်းလုံးညီညွတ်မှုဟန်ချက်ညီရက်တီမှုတွေပြုတ်ကွဲမဲ့ဖြစ်တွင်ထပ်မံမဖြစ်ပေါ်စေဖို့လှုံ့ဆော်ကြဖို့လိုရလို့စစ်ကောင်ဆောင်မင်းအောင်လိုင်းကပြောပါရယ်စစ်ကောင်စီအနေနဲ့ကတော့ စစ်မှန်စည်းကမ်းပြေဝတဲ့ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရင်ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံနဲ့ပြည်တော်စုတည်ဆောက်ရေးဆိုတဲ့နိုင်ငံရှိမဲ့ချက်နှစ်ခုထားရှိရလို့သူကပြောဆိုကြောင်းသတင်းမှဖော်ပြပါရှိပါတယ်ရှင်အာ